ပညာတော့ဟိုဟာရပါတယ်ဘယ်လိုပြောပြမလဲအရှိမပြောခဲ့တဲ့ရှိပြောရဲတကယ်အငယ်ဆုံးလည်းဖြစ်နေတော့ဟိုအကုန်လုံးကလည်းဝိုင်းပြီးတော့လည်းတင်ပြီးရယ်ပေါ့နော်ဟုတ်ဟုတ်ပြရဝမ်းသာပါတယ်ဒါကျွန်တော်အစ်စ်တင်နေတဲ့မင်းသမီးလေးနမယာငူပါတဲ့ဟဲ့ဟဲ့ဒီရလားဒီရလားဒီဆက်ရတာအရှင်းလားခင်ဗျဟိုကအကောင်ဖျက်ကျူးစားပါမယ်နော်ဘောဇီကိုကြီးကိုအဲ့လိုဘောဇီလို့မခေါ်ပဲနဲ့ကိုကြီးလို့ခေါ်နိုင်အောင်ကဲတခါလေးခေါ်ကြည့်လိုက်ဟောကြီးလို့ဘောကြီးဟမ် အာတခုခုလုပ်လို့ရှိရင်ပောက်မယ်ဆိုရင်ဟာယူတို့ပြီးတော့မလုပ်ပါဘူးဘယ်ဟာမဆိုလေချင်းမရတဲ့ငါမတူကိုအရှမ်းပဲနမတပီပြောပိုက်ပြမရှိအေးနုညာနဲ့ပတ်သက်တဲ့ဟာကြီးကတော့ normally interview တွေထပ်စာလို့ရှိရင်အဲထပ်ရဲ့နုညာလှူရှာမှုနဲ့ပတ်သက်တဲ့ information တွေကိုထပ်ရဲ့ဒီ Facebook နဲ့ တခြားအဆိုရှယ်ပလက်ဖောင်းတွေကနေပြီးတော့မှတင်ပေးလေးရှိပါတယ်။အဲ့ရလေးတခြားဟိုပရိသတ်ကိုအဆက်မပြတ်တင်ဆက်တော့ပါမယ်။အဲ့တော့ရုပ်ရှင်ရိုင်းလိုက်လို့ထပ်တချင်းရေးရဲ့ scale ဘိုင်းမှာထပ်စင်ပေါ်မှာဖြော်ပြရဲ့ဘိုင်းမှာရော့ဝါးမျိုးမှမရှိရလေးနော်။အဲ့တော့သူ့ဟာလေးနဲ့သူ schedule ကိုတခြားလေးတိုးစားပြီးတော့ဒီဘက်မှာလည်းဟို game ဆော့လို့ရှိရင် skill တွေကို upgrade လုပ်ရတယ်လို့မျိုးပဲပေါ့နော်။ level 1ကနေ2လုံရင်းလုံရင်းနဲ့ ဟိုကိုကိုကို upgrade လုပ်သွားပါမယ်လို့ဟုတ်အဲ့တော့ဟိုအဲ့လိုမျိုးတစ်ခုနဲ့တစ်ခုတော့အနောက်ဆက်ဖြစ်ပြန်ရှိပါကျွန်တော်ပြောပါရင်းနော်လေဒီအလုံးတစ်ခုဒီကနေ့လောက်အောင်အဆင်ပြေအောင်ဖတ်ပါတယ်မလွယ်ဘူးအောင်ဆိုတော့ခီးရလည်းများတယ်နော်ဒီခီးကြီးကပုံစုတော့ပေါ့လေလုတ်လုတ်ရတာတဲ့ပြောခံဆူခံရတာပုံများရဆိုတော့ကိုယ်အစီနေရကောင်းဒါလေးလာရတော့မှဝိုင်းပြောချင်တဲ့လူကလည်းဝိုင်းပြောမှာဆိုတော့ဒါလေးဝတ်ထူခံအောင်မှာဆိုတော့အဲ့တော့ တုံတန်းစိတ်နဲ့တုံတန်းဝါနဲ့တော့လေဒီလူကိုတုတ်ခုမှာမဟုတ်ဘူးဆိုတော့ကျွန်တော်ကကျေးဇူးပါတယ်ဟုတ်တယ်မလို့ကူးဆိုတာသူလည်းကြည့်ပါတယ်ဟုတ်တယ်ပင်မဲပင်မဲမှာပါဘယ်မှာဆိုတော့တန်းမနက်ကဘာကန်လုပ်ရလဲ။ဒီကတော့ပုံမှန်လေးကလိုလက်ပေါ်ပါလေးပဲသူလောက်ရလေးဟိုတိုးဆောင်ရတယ်ဆိုပေမဲ့ဟိုခေါ်လိုက် အရင်ကြီးသူဟဲကြီးလုပ်နေရတာမဟုတ်တဲ့ခါကျတော့တိတ်ကြွသနာမရှိပါဘူးเนาะသူတခြားဇာတ်လမ်းလေးဇာတ်လမ်းလေးမှာတော့နည်းလိုက်တဲ့ဇာတ်လမ်းလေးမှာဒီလိုသိဆောင်မယ်ဆိုတော့ကြည့်ကြည့်ရတာခဏဒါအကြည့်တယ်ဘင်းသာအကွက်ရှိမဲဆိုရင်လေကလေးကလားကိုတည်းရှိပါနဲ့ကွာရွှေချင်းကျုပ်လို့ဒဲရွှေเนาะဟုတ်လားဟာအဲ့လိုမရဘူးလေအာအဲ့လောက်လည်းမတော့ဘူးကွာတော့အဲ့လိုကောင်မလေးကအဲ့လိုဟိုအထက် ုံစံမျိုးလိုက်တော့လိုက်ဖတ်တယ်ပေါ့နော်ဟုတ်ဒါပေမဲ့အဲ့လိုနည်းနည်းလေးအဲ့လိုဝုပုံစားပုံကတော့အဲ့အပြင်ကအဲ့လိုမျိုးအပြင်ကတော့အဲ့လိုကြကြရရတော့မွတ်ထားဘူးပေါ့နော်ဒီထဲမှာနည်းနည်းလေးအဲ့လိုမင်းသမီးမင်းသမီးပေါက်စာလေးဆိုတော့မင်းသမီးဖြစ်ချင်တဲ့ကောင်ပါလေးဆိုတော့အဲ့လိုမျိုးအဲ့အဲ့လိုနည်းနည်းလေးပေါ့တွေးပြီးတော့အဝတ်စားပုံစံမျိုးနည်းနည်းပြောင်းထားပါ မတူပြောရရင်လည်းမရှိပါဘူးဒီကတော့တက်မှာတော့လိုဝဲချက်တွေအများကြီးရှိနေမှာပေါ့နော်ဆိုတော့အဲ့အလေးကိုတော့နည်းနည်းဝေဖန်ကဲဖြတ်ပြီးတော့မှထက်ကိုအလိုကြည့်ပေးပါဆိုရဲစိတ်လေးနဲ့ပဲတူပြီးတော့လိုပါပေါ့နော်မိတ္တရခင်ဟုတ်ပြင်းပုံစံလေးပဲလားဆိုတော့အဲတူလည်းတူရဲ့အရင်တော့လည်းမတူဘူးပေါ့နော်အာအဲ့တော့ဒါဘယ်လိုပြင်းစင်းရလဲဆိုတော့အပြင်ကလူကတော့အရင်ကြီး ရန်စကားပြောတာတွေဒီလက်မူရတယ်ဒါတော့နှစ်ခုကိုင်းသားလို့အဲ့လိုမျိုးနည်းနည်းအရန်တွတ်တာပေါ့နော်ဒါပေမဲ့အဲ့မှာကတော့အဲ့လိုနည်းနည်းလေးဟိုကိုထက်ကိုအကြီးကြီးရတဲ့တင်ပြီးရခါကျတော့ဟုတ်တယ်ဒါပေမဲ့ဟိုသူ့မှာလည်းအဲ့လိုရုပ်ရှင်မှာလည်းသူ့ပုံစံလေးနဲ့သူပေါ့နော်နည်းနည်းလေးလက်ထက်ဟိုတက်နိုင်တဲ့လောက်ကိုရရတဲ့ဘာတွေစူးစမ်းထားပါတယ်အဲအဲ့ဒါမစပွိုင်းတော့ဘူးလေနော်ဟုတ်ဟုတ်ဘေးနားမှာမိန်းသားကြီးအများကြီးဆိုဘာကြီးကဘလို့လဲဆို